အဲ့ချိန်တုန်းကကျွန်တော်တို့စီမှာကြတော့ဟိုဖြစ်တာနဲ့တန်းပြူပါလားတားမြန်ဆန်လုံးနေပေါ့နော်ကျွန်တော်တို့ပြင်ဆင်ချိန်လည်းမရှိခဲ့ဘူးဟိုဘောကြီးတွေကျွန်တော်တို့ညီကောင်မောင်မတွေဟိုရှာကြတာပေါ့ကျွန်တော်တို့မှကြတော့ဟိုဘာမှမသိရဘူးဘာမှမသိရတော့ဟိုလာမယ့်အချိန်ကိုပဲကျွန်တော်တို့စောင့်နေရတယ်ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုနောက်ဆုံးဟိုမလာခဲ့ရင်ဆိုရယ်စိတ်မျိုးနဲ့တော့ဟိုနေခဲ့ရတာပေါ့နောက်ဆုံးမလာဖြစ်တော့ခါကြမှာစိတ်ကိုလုံးလုံးချရတယ်သူတို့မလာခဲ့တဲ့ဖြစ်ကိုလည်းစိတ်ထဲမှာတော်တော်ဟိုအာတင်းနာရတယ် လာပါစေတဲ့အမြဲတမ်းဆူတောင်းတယ်ကျွန်တော်မှကျတော့မိဘတယောက်ရဲ့ရှိရတဲ့ခါကျတော့မိဘစိတ်နဲ့တော့အာတင်မီနေရတာပေါ့အဲ့ကျင်ကျတော့ကျွန်တော်ကဟိုအင်းရွှတ်ထားတယ်အင်းရွှတ်လိုက်တယ်ဆိုတာဘာကြောင့်လဲဆိုတော့တော့အင်းကြီးဆွေးဆိုရဲခါကျတော့လူနှုံးနေအဲ့ချိန်မှာအဲ့လူနှုံးတဲ့ခါကျတော့ကျွန်တော်အင်းကြီးရှုပ်ပြီးတော့နေလိုက်တယ်အဲပြီးလို့ရှိရှင်အေးတဲ့နေရာလေးကိုဟိုကြွေပြားဆိုတော့ကျွန်တော်မှအောက်မှာကြွေပြားရှိတဲ့ခါကျတော့အကြွေပြားအေးရဲ့နေရာလေးနဲ့ကြောနဲ့အဲ့လိုမျိုးကတ်ထားရတာပေါ့ဟိုရေဘက်ဖြစ်ရင်ရေဘက်လည်းအဲ့ရေဘက်နဲ့အဲ့လိုကတ်ထားရတာပေါ့ ။အဲအားကြတော့နည်းနည်းအမောပြေတယ်၊ရွှေနည်းနည်းတိတ်တယ်။စားတာတောက်တာကြတော့ဘာမှမရှိတာကြတော့မစားရဘူးပေါ့။အဓိကတော့ဟိုရေပေါ့။ဟိုပြီးလို့ရှိရင် device စားလာတဲ့ခါကြလို့ရှိလို့ရှိရင်ဟိုကိုယ့်အကူပဲချိန်မိပြီးတော့ပဲဒီတိုင်းပဲအိတ်လိုက်တဲ့ဟိုအိတ်ရနူးလိုက်တဲ့ခါကြလို့ရှိရင်ဘာဖြစ်လာလဲဆိုလို့ရှိရင်အသက်ရှူနေနေဟိုဝါသလိုခံစားရတယ်။ဟိုဘိုက်ဟိုမစားတော့သလိုခံစားရတယ်အဲအဲ့လိုစိတ်မျိုးနဲ့တော့ပြိုဖျောက်ပြီးတော့နေရတာပေါ့ငလိန်နဲ့ပတ်သက်ပြီးတော့ဟိုကိုတယောက်တည်းမဟုတ်ဘူးဆိုပေမဲ့ဟိုအများနဲ့ ဟိုဖြစ်တဲ့ကိစ္စဆိုတော့ဟိုကိုကျွန်တော်လိုခံစားရတဲ့မိသားစုတွေအများကြီးပါအဲကြားရမှာကိုကအသက်ရှင်နေဆိုတော့ဟိုအမြဲအရင်ကြီးတော့လည်းမပြောချင်ပါဘူးကျွန်တော်ကိုပူဆောင်ရေးလာချာဖွေပေးတယ်ကျွန်တော်နဲ့စကားပြောလို့ရတဲ့အချိန်မှာအဲ့ဒီကိုလေးကိုကျွန်တော်မေးလိုက်တယ်ပေါ့အကိုတို့ဟိုလာကြာပြီလားပေါ့နော်ဒီနေ့ဟိုသူတို့အခုအချိန်မှာဖုန်းဆက်ရလို့လာတာပေါ့နော်ဆိုတော့ဟိုပို့ပြီးတော့ကျေးဇူးတင်တာတစ်ချက်ကဘာလဲဆိုတော့ဟိုဆက်ချင်းဖုန်းဆက်တာနဲ့ဆက်ချင်းရောက်လာတဲ့အခိုက်အတန့်ကိုပို့ပြီးတော့ကျေးဇူးတင်ရတယ် ဟုတ်တော့ကျွန်တော်တို့အဲ့ချိန်မှာအသက်ချူက9ရက်တာဖြစ်နေတဲ့အခါကျတော့စိတ်ဓာတ်ကြီးကဖြစ်လာပြီးအသက်ချူကြီးကျက်လာပြီးအဲ့ချိန်မှာအသက်ချူမိုးရည်ဖြစ်လာပြီးဆိုတော့ဟိုအများကြီးကျေးဇူးတင်ရတယ်အဲ့ဒီလာပြီးတော့ကယ်ဆယ်ရေးလုပ်ပေးတဲ့အကိုတွေကိုအပြင်မှာလည်းစုံကြည့်ဟိုစုံမှုကျင်တယ်ညီကိုတွေနဲ့အဲ့ဒီညီကိုတွေနဲ့စကားပြောကျင်တယ်ကျေးဇူးအများကြီးတင်ရောင်းလဲဓာတ်မကောက်ဘူးလဲပြောပြကျင်တယ်သူတို့သူတို့ပေးတဲ့အသက်ပဲရှိလို့တော့ဗောနော်အဲကြောင့်မို့လုံးဝအများကြီးကျေးဇူးတင်တယ်ဟိုတသက်အမြဲတမ်းလဲတတိယနေတယ် ော်နော်ဟိုဒီရာဒီလိုအသက်ကိုကိုညီပေးခဲ့တဲ့တကူအမြင်နဲ့ဘယ်တော့မှလည်းမေ့မှာမဟုတ်ပါဘူး။ငလင်းစားလို့တော့ကျွန်တော်တို့ကလုံးလုံးနေရတော့တွေးရလဲအပေါ်မှာတွေးနေထိုးနာတော့သအတန်ကြကြညာမသိဘူး။ကိုထိုးလိုက်တဲ့တွေးရောင်းဖြစ်တာလားဆိုပြီးတော့အဲမဟုတ်တော့ဘယ်နဲ့ရင်းလာတဲ့ချိန်မှာလေကားပေါ်ကနေပုံဆင်းပြီးတော့ပြေးကြတာပေါ့။ပြေးလိုက်တော့အောက်ကတွေ့ပြားရလဲကြွပြီးတော့ရင်းတိုးနေတော့မရဘဲနဲ့လဲလဲလိုက်တဲ့ချိန်မှာပေါ်ကလည်းတန်းပြီးတော့ပြီသွား။ ဒါပြပြနေရင်တော့ဒီတဝက်စာလေးပဲအဲလေးဘက်လေးပုံပြီးတော့အဲ့လိုပဲနေရပါဘော။နောက်ပိုင်းတပြပြနေဒီလူကညောင်းလာတော့ဘောကဇံဘုတ်ဒီပါရိုထိုးထွင်းပြီးတော့ဟိုအသင်ပြေသလိုလေးကြည့်ပြရမယ်နေရ။သက်သောက်တုံးဖြစ်တော့လန့်သွားပဲဖြစ်ဖြစ်ချင်းပါပဲ။ဟိုဘေးကကိုကြီးနိုင်မလားဆိုပြီးတော့အော်ခေါ်သေးတယ်။ဒါမရတဲ့ချိန်မှာတော့အဲအော်ဘုန်းတော်လက်လျှော့လိုက်ပြီးတော့ကိုယ်စိတ်ကိုငြိမ်အောင်ဒီငြိမ်သုံးထားပြီးတော့ ဒီအကောင်းဆုံးနေတိုင်းလိုက်တာပေါ့။ကြောက်တဲ့စိတ်တော့ရရင်မဖြစ်ဘူးဆိုပေမဲ့ဘေးရလို့အတန်နေရအဲ့အချိန်မှာအဆက်မပြတ်ကကြားနေတော့ကိုနားမှာရောက်လာမလားဆိုတဲ့အတန်နဲ့ဆက်ပြီးအတန်နဲ့ပြန်ပေးမိရဲ့အဲ့အချိန်နဲ့အဓိကသာရေပေါ့။ဒီစားတဲ့အချိန်ကိုယ့်စိတ်ကိုပဲတင်းရတာပဲ။အော်တရေပဲမျိုးချပြီးတော့နေခဲ့ရတာပေါ့။အေးတခါကျရင်ဟိုအိပ်ပျော်သွားသေးခြင်းနဲ့အိပ်ပျော်တဲ့ခြင်းညာဘာမှမသိတော့ဆိုပြန်နိုးလိုက်တာနဲ့ဒီစားတာပဲတတိယနေတော့တတိလင်းလည်းလက်သွားသေးတော့အိပ်ပျော်လည်းပျော်တော့သေးအဲ့လိုပဲ သေးနဲ့နေလိုက်တာဖြည်းဖြည်းချင်းတော့အသက်ယူရမဝသလိုဒီနှလုံးခုန်တိုင်းမြန်တိုင်းနဲ့ဖြစ်ပြီးတော့နောက်ပိုင်းမှာတော့အဲ့လိုမဖြစ်တော့ဖြစ်တော့ဒီတစ်ခါကျရင်ဖုံမှုန့်နေရဝင်လာတဲ့အချိန်မှာနည်းနည်းတော့ဒီအသက်ယူရနည်းနည်းခက်ခဲရမျိုးဖြစ်ဒါပြီးတော့လည်းတော့ပြန်ပြီးတော့ပြေသွားတာပါအဲ့လိုနေရတာကျင်းတာကျင်းတယ်ဒီတဝိဒါလူတကူတာလေးပဲကြည့်ရဘေးလဲဖို့နာပက်လက်လန်လို့ရဘေးလေးကိုနည်းနည်းရိမ့်လို့ရအဲ့လောက်ပဲရတပြိုင်ကျတော့ဘာမှလုပ်မရဘူး ကိုယ့်ရဲ့ပုံမှာလည်းတစ်ထွာလောက်ပဲအဲ့လောက်ပဲကြီးတာဘေးမှာလည်းနေရန်အပေါ်ကလည်းအလိုမျိုးဒီကိုပြေးတဲ့တန်ကိုမကြားလို့ရှိရင်လည်းတခါစိတ်ကအလိုမျိုးယော့သွားတဲ့အချိန်ကြီးရှိတယ်။အဲ့ဒါဆိုရင်တော့ဟိုတက်နံကိုအကောင်းဆုံးနေမယ်အကောင်းဆုံးနေစီချင်းတက်ချင်တဲ့ဒီနေပေးမယ်ပေါ့အဲ့လိုမျိုးတိတ်ကိုတိတ်ကိုအာတင်းနေတခါကျရင်ဘုရားသာရွရင်ရွနေရဲ့အဲ့လိုမျိုးနေခဲ့ရပို့စိတ်ကိုတက်နံကိုချိန်ထားရတော့တတိမေရမျိုးတော့မဖြစ်ဘူးအဲ့ချိန်နဲ့ချိန်တော့အဲ့လိုမျိုးကိုယ်ကိုလည်းဒီပဲအဲ့အချိန်ကြရင်တော့ နိုင်ဝက်တနိုင်လောက်ကအိပ်ပျော်သွားတယ်ပြီးရင်ပြန်မိုးလာပဲအဲ့လိုဟိုအခုလိုမျိုးဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးကျွန်တော်တို့စပြစ်တဲ့အချိန်နဲ့အစပြီးတော့မအိပ်မနေပဲနဲ့ဒီညဘက်တွေရောနေ့ဘက်တွေရောတိတ်ပူပြီးတော့လိုက်ရှာပေးတယ်မားတွေရောညီပေါ်မှာမားတွေရောအခုဘုံတော့လည်းကြည့်တူးတက်ပါကျွန်တော်တို့အခုလောလောနေသွားကျွန်တော်တို့မီတာစုမီတာစုတွေပဲပေါ့နော်ကျွန်တော်မွေးခဲ့တဲ့သူတွေပဲပဲဒုတိယမီတာစုတွေကျွန်တော်ပြောလို့ရပါဘူး ကျွန်တော်တို့အဲ့ဒီအချိန်နဲ့အသာပြီးတော့လိုက်ပြီးရှားဖွေပြီးတော့ကုညီပေးတဲ့အတွက်ဟိုရန်နေကျေးဇူးတင်ပါပြီးပယ်တယ်ပေးတဲ့ညီဝေအလုံးအကူတွေရောညီတွေအလုံးလည်းဟိုရန်ကျေးဇူးတင်ပါပြီးတော့ကျွန်တော်တို့နဲ့တွေ့ပြီးတော့တို့ကိုကျေးဇူးတက်ခွင့်ရမယ်ဆိုရင်တို့ကိုပြန်ပြီးတော့ကျေးဇူးပြုတက်ခွင့်ပြုကြပါအားလုံး